ဒီနေရာမှာနေပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့တောရချောင်းတော်တခုကတမူထူးခြားစွာထီထီမာမာရပ်တည်နေပါတယ်။နေဝင်ချိန်ရဲ့နောက်ဆုံးရောင်ကြီးကမြားကွေးတပွဲဖြတ်တန်းကြားရောက်လာပြီးတော့လင်းလက်သွားစေခဲ့ပါတယ်။ဒီတောရချောင်းတော်ကိုရှင်ညာနာလို့ဆိုတဲ့တာမန်လေးဒီတပါကဝါဆိုဝါကပ်ဖြူဖို့ရောက်လာခဲ့ပါတယ်။သဒ္ဒနာတော်ရဲ့အရေးအောက်မှာစိတ်အေးချမ်းသာမှုကိုရှာဖွေဖို့ပေါ့။ဒါပေမဲ့ ရှင်သာမဏေလေးမျော်လင့်ခဲ့တဲ့ငင်းချမ်းမှုမျိုးကိုတော့သူကရှာမတွေ့ခဲ့ပါဘူး။ငင်းချမ်းမှုရဲ့စာကျောင်းဆောင်မာစီစီကနေစပြီးတော့နေရာတစ်ခုလုံးမှာအလုံးစုံပြန့်နှံ့နေတဲ့ဒူဆန်တဲ့ထိတ်ဆိတ်မှုကိုသာသူခံစားခဲ့ရပါတယ်။ဒီဇလန်းပုံမြင်တစ်ခုလုံးရဲ့အဓိကဗဟိုချက်ကတော့ရွာသူရွာသားတွေကတဝင်းယုံကြည်စွာကိုးကွယ်ကြပြီးတော့အစွမ်းထက်တဲ့တကူပြရလို့ပြောဆိုနေကြတဲ့ကျောင်းဆောင်မာကြီးစီကနေပြီးတော့ တရားတော်မူဖရားပုံပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲမောင်ရိပ်ထဲမှာတိတိကလေးပြောက်ွယ်သွားတဲ့တာမဏေလေးတပါအချောင်းကိုနှစ်ဆက်နေတိုင်းဒီနေရာမှာပဲပျောက်ဆုံးလေးရှိတဲ့တာမဏေများစွာရှိတာကိုရေရွတ်နေကြတဲ့ကုလဟာလာတရင်တွေကလည်းရှိနေခဲ့ပါတယ်။ရှင်တာမဏေလေးကမအောင်အီးနိုင်တဲ့တန်တရားတွေနဲ့အတူတတိတွေကိုမွေးထုတ်ပြီးတော့ကျောင်းနိုင်ဆရာတော်ထံကိုသွားရောက်တွေ့ဆုံဖို့အတွက်သူဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ဆရာတော်ကရွာသားတွေကဉာဏ်ပညာရှိပြီးတော့ကျောင်းတော်ရဲ့အဆောင်ရှောက်အဖြစ်သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါပေမဲ့တာမန်လေးကသူနေတဲ့ကျောင်းတော်ကြီးစီကကျောင်းတိုင်ဖုန်ကြီးရဲ့အေးဆက်တဲ့ခံစားမှုမျက်လုံးတွေဆရာတော်ရဲ့နောက်ွယ်မှာပေါင်းအောင်နေတဲ့နည်းနည်းတဲ့မောင်မဲမှုတစ်ခုကိုသူခံစားနေရပါတယ်။ဒီလိုနဲ့ဆရာတော်စီသွားပြီးတော့ဖုံဖုံပြား တပြေးတော့သိချင်တာတခုရှိပါတယ်။အရင်ကပြောက်ကိုရသွားတဲ့တာမဏေလေးအเจ้าမှာဒီအเจ้าတွေကိုရွာသားတွေပြောတာကြားမိပါတယ်ဖေ။အဲ့ဒါအမှန်ပဲလားဖေ။ဆရာတော်ကဟာကိုတော်ကလေဒါတွေကအချင်းဒီစကားတွေပါ။ရွာသားတွေရဲ့အတိတ်ပဲမရှိတဲ့စကားတွေပဲ။ဒါတွေကိုကိုတော်စိတ်ထဲမှာထားမနေပါနဲ့။ဒါပေမဲ့ဘုံဘုံရဲ့ သူတို့ပြောတာနှစ်တိုင်းသားမနေတဲ့ဘာကပျောက်သွားတယ်လို့ပြောပါတယ်ဖေ။ဘာဘလူးကိုတော့ပျောက်တယ်။ကိုတော့မှားနေပြီ။အဲ့ဒီလူတွေလည်းမှားနေပြီ။သူတို့သုံးလုံးနဲ့စကံလုံးတွေလည်းမှားနေတာ။ပျောက်တာမဟုတ်ဘူးကိုတော့ရဲ့။သူတို့တွေကရဟန်းဘောင်ကနေယူယူလေးထွက်သွားကြတာ။တချို့ကတောရကြောင်မှကြင်ကြံကြတဲ့ဒုက္ခကိုမခံစားနိုင်ကြဘူးလေ။သူတို့ရဲ့စိတ်တွေကဒီလမ်းကြောင်းပေါ်မှာဆက်နေနိုင်အောင်ခိုင်မာမှုမရှိဘူး။ ဒါကြောင့်သူတို့တွေကတိတ်တိတ်လေးထွက်လာကြတာကိုတို့ရဲ့ဒီလူငယ်တွေရဲ့စိတ်ဓာတ်တွေကဖုံဖုံတို့အရင်ခေတ်ကလူတွေလိုခံနိုင်ရည်မရှိကြတော့ဘူး။တမနေတပားရဲ့တာဝန်ကတရားတော်ကိုသိယူကျင့်ကြံဖို့ပဲ။ဒီလိုကောလာဟာလာတွေနားထောင်ပြီးတော့ဖျားရှိခိုးနေဖို့မဟုတ်ဘူးနော်။ကိုရောတမနေ။နောက်ဒီလိုအကြောင်းအရာတွေကိုဖုံဖုံစီကိုလာမမေးပါနဲ့တော့။မှန်ပါဖုံဖုံ။တမနေလေးကဆရာတော်ကြီးရဲ့စကားတွေက စိုးရင်ပူပါမှုတွေကိုလျှော့ချစေမယ်စာသူရဲ့အတန်တရားမိတောက်ကိုပို့ပြီးတော့မိထိုးပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ဆရာတော်ရဲ့မျက်လုံးတွေကအေးဆက်မှုနဲ့တည်ငြိမ်တဲ့မျက်နှာထားနဲ့ရှင်းလိုက်တဲ့အခါမှာတော့အဲ့ဒီပြက်သားတဲ့ငင်းဆူမှုကလွန်စွာပြင်းထန်လွန်နေခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီညတညာလင်းမြန်စာကုံဆုံသွားခဲ့ပါတယ်။ဆရာတော်ရဲ့စကားတွေကရှင်ညာနာရဲ့စိတ်ထဲမှာတော့ဆက်လက်ပြီးတော့အလဲပတ်နေခဲ့ပါတယ်။ ငင်းချမှုကိုအနှဲငယ်မျှတောင်သူရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီစားကြောက်ရွံ့ထိတ်လန့်မှုနဲ့တတိထားမှုကပိုပြီးတော့ကြီးစိုးလာခဲ့ပါတယ်။တညမှာတော့လေထဲမှာတဖြည်းဖြည်းလင်းနေတဲ့အစင်မီခွက်ကိုကပ်ပြီးတော့ရှင်ညာနာကအဝေးမှာရှိတဲ့အိမ်တစ်ခုဘက်ကိုထွက်သွားခဲ့ပါတယ်။ရှင်ညာနာလျှောင်းတော်မူဖရာကျောင်းဆောင်ဘက်ကိုဖြတ်သွားမှာ ကျောင်းဆောင်တကားဝရှိမှလှူရှားနေတဲ့အရေးတစ်ခုကိုမျက်စိတောင်းကနေပြီးတော့အလံမြင်လိုက်ရပါတယ်။ဘာတူလဲ?ရှင်ညာနာကချက်ချင်းကြည့်လိုက်ပင်မဲ့မောင်ရီထဲကိုကြည့်လိုက်တော့ဘာမှမတွေ့ရပါဘူး။ကြောင်ရုံမှုကိုကြော်လွားနေတဲ့တီးကျင်စိန်နဲ့အတူရှင်ညာနာကတော်မခတ်ထားတဲ့အဲ့ဒီကျောင်းဆောင်တကားကိုဖြည်းဖြည်းချင်းတွန်းခွင်ပြီးတော့အထဲကိုတိတ်တိတ်လေးဝင်ရောက်သွားခဲ့ပါတယ်။အေးဆက်ဆူဆူနေတဲ့လေးနဲ့အဲ့ဒီနေရာရဲ့အနံက ူ့ရဲ့မျက်နှာကိုချက်ချင်းရိုက်ခတ်လာခဲ့ပါတယ်။သူ့နဲ့တဲကမိခွက်အလင်းရောင်ကပပတ်လေကိုထိုးညှိလိုက်တဲ့အခါမှာတော့မောင်မိုက်ထဲမှာညီသက်စွာဆက်တော်ခေါ်နေစေဖြစ်တဲ့လျောင်းတော်မူဖျားပုံတော်ကိုဖော်ပြနေခဲ့ပါတယ်။အဲဒီညကိုဘသူမှဝင်ရောက်လာတဲ့လက္ခဏာမရှိခဲ့ပါဘူး။ဒါနဲ့ပဲသူသတိနဲ့ရှောက်သွားနေတဲ့အချိန်မှာတော့သူ့ရဲ့ခြေတံတွေက တိတ်ဆိတ်မှုတွေထဲမှာကျေလောင်စွာပဲ့တင်ထန်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲတူးတဲ့ထဲကမိကွက်အလင်းရောင်ကလျောင်းတော်မူဖရာရဲ့ဆက်တော်ခေါ်နေတဲ့မျက်နာကိုကြားရောက်သွားခဲ့ပါတယ်။ရှင်ညာနာကချက်တည်သေးသွားခဲ့ပါတယ်။အမြဲတမ်းပဲတည်တင်းစိတ်ထားတဲ့လျောင်းတော်မူဖရာရဲ့ဗဆက်မှာငရဲပြည်ရဲ့တကားပေါက်သပွဲမဲမှောင်ပြီးတော့ဖျောတော့နေတဲ့အเจ้าငယ်တစ်ခုကပွင့်ထွက်လာခဲ့ပါတယ်။ အဲ့ဒီဗဆက်တစ်ခုရဲ့အပြင်ဘက်မှာတော့သွေးများစီးကျနေတဲ့ပုံသဏ္ဍာန်ရှိနေခဲ့ပါတယ်။ရှင်ညာနာကအဲ့ဒီမဲမောင်နေတဲ့သွေးတွေကိုသူရဲ့မိခွက်တွေနဲ့ကြည်လိုက်တဲ့အခါမှာတော့သွေးများပွေပွားနေတဲ့ဗဆက်ကပွင့်လာပြီးတော့အဲ့ဒီဗဆက်ထဲမှာအေးဆက်ပြီးတော့ခံစားချက်မရှိတဲ့မျက်လုံးတစ်စုံကသူ့ကိုစိုက်ကြည့်နေခဲ့တာကိုတွေ့လိုက်ရပါတော့တယ်။ ီလိုနဲ့တာမဏိကအယံမဲကြောက်လန့်ခဲ့ပြီးတော့ကျောင်းဆောင်တွေကလည်းအမြန်ပြေးထွက်လာပြီအဲ့ဒီကျောင်းဆောင်ကြီးကိုနောက်တစ်ချိန်ပြန်မကြည့်ရဲပဲနဲ့သူ့ရဲ့ကုဏီစီကိုအပြေးလွှာပြန်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မနက်မှာတော့ရှင်ညာနာကသူ့ရဲ့စိတ်တွေကပုံမှန်မဟုတ်တော့ပါဘူးဖုန်ကြီးကျင့်ဝတ်တွေကိုနေ့စဉ်လုံဆောင်နေပေမဲ့သူ့ရဲ့အမူအရာတွေက တုံ့လုံနေပြီးတော့ တည်တည်တံ့တာပဲဆိုရင်ပူပန်မှုတွေကဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ဒီနေ့သူ့ကျောင်းဝင်းကိုတပြက်စီလင်းနေတဲ့တစ်ချိန်လုံးမှာပဲသူ့ရဲ့လက်တွေကတုံ့ရင်နေခဲ့ပါတယ်။ဆရာတော်ဟာကျောင်းဆောင်စီကနေပြီးတော့ရှင်ညာနာကိုလှမ်းကြည့်နေခဲ့ပါတယ်။ဆရာတော်ရဲ့မျက်နှာကခံစားချက်ကင်းမဲ့နေပေမဲ့သူ့ရဲ့မျက်လုံးတွေက ရှင်ညာနာရဲ့လှုပ်ရှားမှုတိုင်းကို မျက်တောင်မကပ်စူးစိုက်ကြည့်နေခဲ့ပါတယ်။ရှင်ညာနာကအဲ့ဒီနေ့မောလေပိုင်း လူတိုင်းကျောင်းတော်ရဲ့ဘာသာရေးအခမ်းအနားတစ်ခုပြုလုပ်နေတဲ့အချိန်မှာကျောင်းကနေပြီးတော့တိတ်တဆိတ်ထွက်ပြေးဖို့ခိုင်မာစွာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီလိုနဲ့ရှင်ညာနာကသူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းကျောင်းရဲ့နောက်ဘက်တောဆက်တစ်လျှောက်ကိုလင်မြန်စွာဖျက်လျှောက်ခဲ့ပါတယ်။သူ့ကိုဖမ်းပြီးမှကြောက်တဲ့အတွက်ကျောင်းတော်ဘက်ကမကြာခဏပြန်လှန်ကြည့်နေခဲ့ပါတယ်။ဒီလိုနဲ့သူကကြီးရွာရွာလန်းငယ်လေးအတိုင်းကိုရောက်လာပြီးတော့ အနီးနားကရွာဘက်ကိုဦးတည်သွားခဲ့ပါတယ်။သူ့စိတ်ထဲမှာစဉ်းစားနေတာတခုကလည်းချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့သူ့အရန်သိကျင်နေတဲ့သူ့အရန်ကြောက်ခဲ့တဲ့ကျောင်းဆောင်ကြီးတွေကလျှောင်းတော်မူဖရာဘက်ကိုရောက်သွားတဲ့တာမဏိတိုင်းပျောက်ကွယ်သွားတယ်ဆိုတဲ့အကြောင်းရင်းပါ။ဒီအကြောင်းရင်းကိုတော့မင်းညာကသူသိခဲ့ရပါတယ်။လူတွေပြောပြောနေတဲ့ ကောလာဟာလာဆိုတဲ့တာမဏေတွေပျောက်သွားတဲ့အကြောင်းရင်းကဒါပဲဖြစ်မှာပါလို့သူဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီလိုနဲ့ရှင်ညာနာကလမ်းလျှောက်လာရင်လည်းသစ်သားအိမ်လေးတစ်လုံးစီကိုရောက်လာခဲ့ပါတယ်။ဒါကကျောင်းတော်ရဲ့ပစ္စည်းလေးပါတာယကဟောင်းတူဖြစ်တဲ့ဦးမြတ်ဆိုတဲ့သူရဲ့နေအိမ်တစ်ခုပါ။ဦးမြတ်ကတာမဏေလေးဦးလေးစီကိုဘာကိစ္စနဲ့လာတာလဲ။ဦးလေးစီကိုဘာကိစ္စနဲ့လာတာလဲ။ဦးမြတ် ကိုတော့ကဥလေးစီကိုလာတာမဟုတ်ပါဘူးတကယ်တော့ကိုတော့အเจ้าကထွက်ပြေးလာတာပါပြီးတော့ကိုတော့သိချင်တာတခုရှိတယ်ဦးမြတ်ကเจ้าတော်ရဲ့ဒါရက်ကဟောင်းဆိုတော့เจ้าတော်မှာရှိတဲ့အเจ้าရည်အကုန်လုံးကိုသိမှာပါတော့ဒီလိုနဲ့ဦးမြတ်ကဟိုင်းရှင်းတာမနေရဲ့အဲ့ဒီเจ้าနဲ့ပတ်သက်ပြီးတော့ဦးလေးဘာမှမသိတော့ဦးလေးအဲ့ဒီเจ้าကိုမသွားတော့တာလည်းကြာပြီဦးမြတ်ကဘာမှလာမမေးပါနဲ့တော့ကိုတော်ရဲ့ တောင်းမှမာတဲ့ဦးလေးရဲ့ဦးလေးတိတိမြကိုရောကိုအမှန်တိုင်းပြောပြပေးပါကိုရောမင်းညာကလျောင်းတော်မူဖះအောင်းဆောင်မှာမြင်ခဲ့ရတဲ့အဖြစ်အပျက်တွေရှိတယ်အဲ့ဒီလျောင်းတော်မူဖះကပါဇက်ဟသွားတာကိုမြင်ခဲ့ရတယ်ပြီးတော့အဲ့ဒီပါဇက်ထဲမှာအရန်ကိုကြောက်စရာကောင်းတဲ့မျက်လုံးတစ်စုံကိုလည်းတွေ့ခဲ့ရတယ်ဦးမြရဲ့အဲ့ဒီအကြောင်းအရာဇလန်းကိုဦးမြတိတိတော်ပြောပြပေးပါဒီလိုနဲ့ တကဟောင်းဦးမြတ်ကရှင်သာမဏေကိုတနာသွားတဲ့အတွက်ကြောင့်ပြောပြခဲ့ပါတယ်။အဲ့ဒီနေအောင်တော်မူဘုရားပုံတော်ကအယုံကြည်တက်ဝင်မှုကြောင့်တိဆောက်ခဲ့တာမဟုတ်ဘူးကိုရောရဲ့။ဒီလူတရေတကောင်ရဲ့ဝိညာဉ်ကိုထိန်ချုပ်ပိတ်လောင်ထားဖို့အတွက်အကျဉ်းထောင်တစ်ခုဖြစ်လုပ်ခဲ့တာ။ဒါကတော့ဘယ်သူမှယုံကြည်စရာမရှိတဲ့ဌာနအိုက်တစ်ခုပေါ့။ပထမဆုံးเจ้าနိုင်ဘုန်းကြီးကဒီလူတရေရဲ့သဘောတူညီမှုတစ်ခုရယူခဲ့တယ်ကိုရောရဲ့။ နေ့စဉ်နဲ့တိုင်းလာခွေညမှာတာမဏိတပါးရဲ့ဝိညာဉ်ကိုလဲလှယ်ပေးရမယ်တဲ့အဲ့ဒါကဘလို့သဘောတူညီမှုလဲဆိုတော့အဲ့ဒီသဘောတူမှုကဘာလဲဆိုတော့နေ့စဉ်နဲ့တိုင်းလာခွေညမှာတာမဏိတပါးပါရဲ့ဝိညာဉ်ကိုလဲလှယ်ပေးရမယ်တဲ့အဲ့ဒီလိုလဲလှယ်ပေးရင်အဲ့ဒီဘီလူကြီးကကြောင်းတော်ကိုစီပင်ဝါပြောမှုပေးမယ်ဆိုပြီးသဘောတူခဲ့တာဒီလိုနဲ့ဥမျက်ရဲ့စကားသံတွေကိုကြားတော့ရှင်ညာနာရဲ့မျက်နာက ဇကုဖြူနဲ့အုပ်ထားသလိုဖြူလျော့နေခဲ့ပါတယ်။သူကြားလိုက်ရတဲ့အမှန်တရားတစ်ခုကသူ့စိတ်ကူးထားတာတဲ့အများကြီးကိုပိုကြောက်စရာကောင်းနေခဲ့ပါတယ်။ရှင်ညာနာကဒါဆိုနောင်လာကွေညာကဘတော်လေဦးလေးဒီနေ့ညပဲကိုရောရဲ့ဟာမဖြစ်ဘူးဦးမြတ်ကိုရောကိုရောထွက်ပြေးมาရတော့မယ်ဒီမှာဆက်နေလို့မရတော့ဘူးဟုတ်တယ်ကိုရော အခုချက်ချင်းထွက်ပြေးပါ။ကျောင်းကိုနောက်တစ်ခါလုံးဝပြမလာနဲ့တော့။တက်နိုင်တယ်မြအဝေးဆုံးကိုပြေးပါကိုတော့။အခုချက်ချင်းပြေးလို့မဖြစ်သေးဘူးဦးလေ။ကိုတော့ကိုနေမှာပစ္စည်းတွေကျန်နေသေးတယ်။အခုချက်ချင်းပြောက်သွားရင်ဆရာတော်ကချက်ချင်းတိပြီးတော့ကိုတော့ကိုတိကြပေါက်လိုက်ပန်းမှာပဲ။ကိုတော့ပြန်သွားပြီးတော့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေပြီးရင်ကောင်းမယ်။ပြီးတော့ဒီနေ့ညမှာပဲလွတ်မြောက်ဖို့အခွင့်အရေးကိုကိုတော့စောင့်ရမယ်။ ရှင်ညာနာကရင်မက်ထဲမှာလေးအသေးတန်ခုံနေတဲ့နှလုံးခုန်တန်နေတဲ့အတူကြောင်ဝင်လေးစီကိုပြန်သွားခဲ့ပါတယ်။အရင်ကငြင်းချမ်းခဲ့တဲ့ညာချင်းကျောင်းတော်ရဲ့လီလူကအခုဆိုရင်တော့ကြောချမ်းစရာနေရာတစ်ခုဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့သူတက်နိုင်တယ်များပုံမှန်အတိုင်းပြုမှုကိုကြိုးစားပြီးတော့ကုနီဘက်ကိုရှောက်သွားရင်လည်းခေါင်းကိုမျိုးလုံးကိုချထားခဲ့ပါတယ်။ ဒါပေမဲ့ပအဝင်းကျင်တစ်ခုလုံးကမောင်မိုက်ထဲကနေပြီးတော့အေးဆက်တဲ့မျက်လုံး တစ်စုံက သူ့ကိုစောင့်ကြည့်နေတယ်ဆိုတဲ့ခံစားချက်ကိုတော့သူဖယ်ရှားမရနိုင်ခဲ့ပါဘူး။ခုနေတယ်မှာရှင်ညာနာကအရေးကြီးဆုံးပစ္စည်းတွေကို သူတိုင်းလွယ်အိတ်ထဲကို အမြန်ဆုံးထည့်လိုက်ပါတယ်။ဒီလိုနဲ့သူအစင်သေးဖြစ်ပြီဆိုတော့အသက်ကိုဝအောင်ရှူပြီးတော့တစ်တာတကားကိုအသက်မထွက်အောင် ဖြည်းဖြည်းချင်းတုံ့ဖွင့်လိုက်ပါတယ်။ တကားကိုဖွင့်ပြီးတော့အပြင်းတန်းကိုမြင်လိုက်တာနဲ့တပြိုင်နက်ဆရာတော်ရဲ့ပုံတရံကအပြင်းကမဲမောင်ရိတ်ထဲမှာသူ့ရှိတက်တက်ကိုရောက်ရှိလာပါတယ်။ကြောင်ရုပ်တစ်ခုလိုတိတ်ဆိတ်စွာရက်နေတာကိုသူတွေ့လိုက်ရပါတယ်။လမ်းအောင်အောင်မှာဆရာတော်ရဲ့မျက်နှာက ခံစားချက်ကင်းမဲ့နေပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့ကြောက်စရာကောင်းအောင်တောက်ပနေခဲ့ပါတယ်။ရှင်ညာနာကိုရော ဘဲကိုတလောတကြီးသွားဖို့ကြိုးစားနေရတယ်။ရိုးရတလေးတော့မဆရသေးဘူးမဟုတ်လားတာမနေလေးရဲ့။အဲ့ဒီလိုပြောပြီးတော့ရှင်ညာနာရဲ့ခေါင်းကိုဆရာတော်ကရိုက်ခွေလိုက်ပါတယ်။ရှင်ညာနာသတိပြန်ရလာတော့သူ့ခေါင်းကနာကျင်မှုကိုခံစားနေရပြီးတော့ဖရာယုတ်ထုရှိကအေးဆက်နေတဲ့ကြောက်ချမ်းပြင်ပေါ်မှာကျိုးရီနဲ့လက်ပြန်ခြေထောက်တွေပါ တုံ့နှောင်ထားတာကိုတွေးလိုက်ရပါတယ်။ သူရဲ့ပပတ်လည်းမှာဖျောင်းနိုင်များစွာတုံးညိထားပြီးတော့အဲ့ဒီအလင်းရောင်ကမေးမောင်နဲ့နေတဲ့ဆရာတော်ရဲ့မျက်နှာကိုလင်းထိန်စေခဲ့ပါတယ်။ဆရာတော်ကနားမလည်နိုင်တဲ့ထူးဆန်းတဲ့ရှီအောင်ပါနီပါကစုတ်တံတစ်ခုကိုစတင်ရုပ်ဆူလိုက်ပါတယ်။ရုပ်ဆူတဲ့ပြီးဆုံးသွားတယ်။လျောင်းတော်မူဖျားပုံတော်ရဲ့ပါဇက်ကတဖြည်းဖြည်းချင်းကွဲအပ်လာပြီးတော့ပွင့်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီတစ်ချိန်မှာတော့အရင်ကတက်ပိုးချေလာပြီးတော့အေယာမကြောင်းမန့်ဖွဲကောင်းတဲ့မဲမောင်နေတဲ့လျောင်းတော်မူဖရာရဲ့ဗဇက်ပြင်ဟင်းလင်းပြင်ကြီးကဝင်ဟသွားခဲ့ပါတယ်။အဲဒီမဲမောင်နေတဲ့ဟင်းလင်းပြင်ဗဇက်ကြီးထဲမှာပိန်ချုံ၆လီနေတဲ့ဘီလူတရဲ့မျက်လုံးတစုံပုံတံကို ရှင်းလင်းစွာတွေ့လိုက်ရပါတယ်။ကဲရှိရတော့သဘောတူညီချက်ရတဲ့အချိန်ကိုရောက်ပြီနော်။ ဆဲစိတ်ရတော့ဟုတ်မုန်းပြာဒီပြည်တော်ကိုကဲပါဒီပြည်တော်ကိုအဲ့လိုမလုပ်ပါနဲ့ဒီပြည်တော်ကိုလှုပ်ပေးပါအဲ့ဒီချိန်မှာပဲចောင်းဆောင်တကာကိုအာရပါရစောင့်ကန်ဖွဲ့လိုက်တဲ့အတန်ကကြေလောင်စွာထပ်ပေါ်လာခဲ့ပါတယ်သူကတော့ဥမျက်ပါရဲလိုက်ဆန်ရဲလိုက်ဆန်စီရတော့စီရတော့ကဟာဥမျက် ဘာလို့ငါကိစ္စတွေကမှမင်းဝင်စွတ်ဖက်ရဲရတာလဲမင်းဘာလာလုပ်တာလဲငါကငါတာဝန်ကိုငါလုပ်နေတာကွာဟာဟာဘာတာဝန်လဲဆရာတော်ဒါကဆရာတော်ရဲ့လူသက်မှုပါတာဝန်မဟုတ်ဘူးမဟုတ်ဘူးဦးမြတ်မင်းမှားနေပြီငါကငါចောင်းတော်အတွက်ဒါတွေကိုလုပ်နေတာဒီចောင်းဆောင်ထဲမှာရှိတဲ့ဘီလူကြီးကိုဒီဖျားရုပ်ထုထဲမှာထားတာကငါရဲ့တာဝန်ပဲ။ ငါဒီလိုလုံးမရွာတွေကကလေးသူငယ်တွေရဲ့အသက်တွေနဲ့တရွာလုံးရဲ့အသက်တွေကိုကာကွယ်ရရောက်မှာမဟုတ်ရင်ဒီဘီလူကြီးကအပြင်ထွက်ပြီးတော့လူတွေကိုစားတော့ကြမှာအဲ့ဒီတကြောင်ငါဘီလူကြီးကိုဒီမှာပဲထားထားတာကွအဲ့ဒီတော့ငါတို့ကတော့ပြန်ပေးဆက်ရမှာပဲငါကိုတော့ဒီလိုလုံနေတာကလူတွေအားလုံးကောင်းစားဖို့အတွက်ပဲပါကောင်းစားဖို့အတွက်ဟုတ်လားမဟုတ်ဘူးဆရာတော်ဆရာတော်ရဲ့နီးလန်းတွေကမှားနေတယ် ဆရာတော်ကလူတွေအားလုံးကိုဖျက်ဆီးနေတာဆရာတော်ကိုယ်တိုင်ကဒီမိစ္ဆာကိုမွေးမြူနေတာဒီလိုနဲ့ဦးမြန်းနဲ့ဆရာတော်ကအပြန်အလှန်ပြောဆိုကြရင်နဲ့စတင်တိုက်ခိုက်ကြပါတော့တယ်တိုက်ခိုက်နေရင်လည်းဦးမြတ်ကဆရာတော်ကိုထိုးချိန်လိုက်တဲ့အခါမှာတော့လျောင်းတော်မူဗဇက်ထဲမှာရှိနေတဲ့ဒီလူရှိရာကိုဆရာတော်ရဲ့ခန္ဓာကိုယ်ကရောက်ရှိသွားပါတော့တယ်ဒီလိုနဲ့အခုလားကွယ်ညာမှာ ြည်လူရဲ့ညစာအဖြစ်စတီခေရတဲ့သူကဆရာတော်ကိုယ်တိုင်ဖြစ်သွားခဲ့ပါတယ်။အဲဒီခါမှာတော့ပြည်လူကြီးကအိုးမြတ် အဒီလိုမျိုးဘီလူကြီးကပြောပြီးတော့ဆရာတော်ကိုတဖြည်းဖြည်းချင်းဝါမျိုးသွားခဲ့ပါတယ်။ဒီလိုနဲ့နှောင်းလေးရောက်တဲ့အခါမှာတော့ရှင်ညာနာကလူထွက်ပြီးတော့လူနာမည်စစ်နိုင်ဖြစ်လူဘဝကိုပြန်လဲရောက်ရှိသွားခဲ့ပါတယ်။ရှင်သာမဏေခေါ်စစ်နိုင်ကအဲ့ဒီကြောင့်ကိုနောက်ထပ်ဘရောမပြန်မသွားခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့ရှင်ထဲမှာတော့အမြဲဆိုးရင်ပူပန်မှုတွေကြောက်လန့်မှုတွေနဲ့ရှင်သန်နေသေးပါပဲ။ သူကြောက်ရွံ့ရုံနဲ့မကပါဘူး။သူကိုယ်တိုင်အပြစ်ရှိတယ်လို့လည်းခံစားနေရပါတယ်။ဘာလို့လဲဆိုတော့သူကြောင့်ပဲဦးမြတ်ကသူ့ကိုကာကွယ်ရင်းနဲ့ဘီလူကြီးကအပြင်လောကစီရောက်သွားတယ်ဆိုတဲ့အကြောင်းအရာတစ်ခုပါ။ပြီးတော့ဒီညာနောက်ထပ်လားကွယ်ညာတညာပါ။စင်နိုင်ဟာအိပျော်ဖို့အတွက် သူ့မျက်လုံးလေးကိုအတင်းချက်မှိတ်ထားပေမဲ့ရုတ်တရက်ကြီးဆိုသလိုပဲသူ့အခံပြင်းပေါင်းနားစီကနေပြီးတော့ ခတ်တူတူတည်တည်တတ်တတ်ကျောင်းဆရာအလွန်ကောင်းတဲ့အသံတစ်ခုကိုကြားလိုက်ရပါတယ်။ဒါနဲ့သူဟာပရင်ပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့အမြဲတမ်းထိန်းတဲ့ကြားကြောင်းရုံနေခဲ့တဲ့ဘီလူကြီးကိုတွေ့လိုက်ရပါတော့တယ်။အဲဒီဘီလူကြီးကသူ့ကိုစိုက်ကြည့်နေပြီးတော့အဲဒီဘီလူရဲ့မျက်နှာကလျောင်းတော်မူဖရာရဲ့နှကန်းတော်လိုမျိုးခြေပြန့်စွာဖွင့်ထားပြီးတော့ပြုံးစီစီနဲ့သူ့ကိုကြည့်နေခဲ့ပါတယ်။ ပြီးတော့ပတ်ဆက်ကလည်းပြောနေခဲ့ပါတယ်။နာမည်စီလိုလာနေပြီ။